အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာ မိုးဤ channel ဒီကနေရန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ညမှာတော့ဘီလူးစောင်းနေလေဒီဆိုတဲ့ဇလန်းလေးကို ပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဇလန်းလေးမစတဲ့ငယ်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သပြီးဒီနေ့တော့ခေါင်းလောင်းလေးကိုပဲထိတ်သွားပြီးတော့ဆုံးဆိုကြပါတယ်ခင်ဗျာ ေလို့စောင်းနေစေသည်ဖောင်ကိုက30ခန်းဝန်းကျင်ရာဝတီတိုင်းကျွန်းစုကြွာလေးတရွာ၌ပြပြက်ခဲ့ပူသောဇလန်းလေးတပုတ်ဟုဆိုရပါသည်သူရွာကလေးမှာလူရဲ့အင်ဂျင်မများလာတော့လေသူ့လောက်သူ့လောက်ကိုလောက်ကိုလောက်ကန်ချင်ရင်အာရလှပေတယ်နေရာစားပြိုးရေးလုပ်ငန်းများတမကတက်တက်တိခွဲစသဖြင့်သုံးလင်းလာသောလုပ်ငန်းများကြောင့်ကိုရွာကလေးစီဝင်ဖွံ့ဖြိုးနေခဲ့သည်မှာအထူးတွင်မဟုတ်ပေ။တနေ့သောမနက်ခင်းတစ်ခုတွင် တကြီးအိမ်မှာတန်ချောင်းခောက်ကရွာသူရွာသားအားလုံးလာရောက်ကြောက်ရင်တင့်ခေါ်လိုက်တယ်။သူတန်ချောင်းခောက်တန်ချောင်းရွာတွေကလူများလဲတိန်တီအောင်နှုံးပြေတကြီးအိမ်တို့အတိအကျဥတီလာကြတယ်။တကြီးကထူးထူးခြားခြားခေါ်တယ်ဆိုတော့ဒီကနေ့ထူးထူးခြားခြားကိစ္စတခုရှိမှထင်တယ်ဟေ။ထူးထူးခြားခြားမလုံးနဲ့တော်ကြီးကြောရီမှာထမင်းကိုတဲထားခဲ့တာတတိလေကျော်ရှိနေတူတူခါးခါးတွေဖြစ်နေပါဦးမယ်လေ။ဟိုဟာစကြောတဲ့ကာလာဒါလီကွားတို့စုသူပါ။ ဒီစိမ့်တို့များပြောလိုက်ရှေးမကြီးနောင်မကြီးနဲ့ပြောအမလီငါကကြီးအောင်တကြီးကငါလီမှာမှောက်တာအဲ့ကြောင့်လေကြီးစိမ့်လို့ခုတိမစွန်သေးတာ အပြိုဟန်းကြီးဖြစ်နေတာပေါ့ဗျာအားတို့လေစိတ်လုံးဆက်ကတုတ်ချမ်းအာချမ်းထားတော့ဒီစိမ့်ဆိုသူအမျိုးသမီးကြီးကိုစားနောက်ကြီးစက်ကအစိုးကွင်းတိုင်းရင်ပြေးလေပါတော့တယ်ဟိုကကြီးစိမ့်လေတင်လာလေအမတာနေမပြင်းနဲ့ အကမယူကျင်လို့အပြိုကြီးလုံနေတာမရလို့မဟုတ်ဘူးရေဒီလိုဆိုကသမင်ကြီးကိုမာရင်မာရင်ဘွားတို့ကိုဖနှန်းနဲ့လိုက်ပေါက်ပါလိတော့တယ်မြာကြာရသူအပေါင်းမှလည်းဟာတရားရွှေစည်းတိုက်ချေးသေးရလားတတော်တော်နေပွဲကြသွားလိပါတော့တယ်အကြီးဥမယာခြံဝန်းကြီးတဲ့တွင်၃၀ကျော်ခန်းရှိသောရွာသူရွာသားများစုံလင်စွာကြောင်းနေလိုချင်ပြီးခန္ဓာကလေးများကိုကိုယ်စီဖင်ကူးထိုင်က အလာပါတလာပါစကားများကိုကျွတ်ကျွတ်ညံအောင်ပြောနေကြတယ် တောင်းလောက်ကြတော့ရွာသူရွာသားများသူယုံထိုင်နေရရှေ့တက်တဲ့ဒေကားပေါ်မှာလူတယောက်ဆင်းလာပါတော့တယ်။အောင်းပေါင်းပေါင်းထားကပုစိုးကွင်းကျဲတိုက်ပေါ်အင်ကြီးစင်းဆွဲရောင်ကြီးကိုဝတ်ဆင်ထားတော့ခိုလူမရွာလူကြီးဥမယာပင်ဖြစ်လေတယ်။ဥမယာလည်းရွာသူရွာသားများအသိရောက်နေပြီဖြစ်တော့ကြောင့်၎င်းတို့အရှိတွင်နေအာယူထိုင်လိုက်ကစကားစတင်ပြောဆိုရင်းထောင်းကိုတစ်ချက်နဲ့ချက်ဟန်လိုက်တယ် အကြီးချောင်းလိုက်တော့အတန်ကြောင်းသောသောကစူးညံ့နေသောရွာသားများလေးအင်းသက်သွားကြတော့တယ်အခုလို့ရုတ်တရက်ကြီးခေါ်လိုက်ရတဲ့အတွက်အာနာမိပါတယ်တကြီးကသို့သောနေတန်းပြုတ်လိုက်တော့နားထောင်နေကြသောရွာသူရွာသားများအပေါင်းကလည်းအောင်းတကြိမ်ကြိမ်ဖြင့်ထောက်ခံကြလေတယ်အခုတခါခေါ်ရတဲ့အကြောင်းကလည်းတို့ရအတွက်မင်္ဂလာသတင်းလို့ပြောလို့ရပါတယ်ရွာသေးတီဘူးမြို့ပိုင်မင်းရဲ့ခွင့်ပြုချက်ကြားလာပြီဆိုတာပဲဖြစ်ပါတယ် ပိုကနေထိုင်သူရွာသားတယောက်ကရွာသေးတယ်မဟုတ်လားတကြီးဒါဆိုကျောတို့အခုနေနေရွာကလေးကထားခဲ့ရမှာလားအဲ့လိုလဲမဟုတ်ပါမလဲချက်ပေါင်းရရွာသေးတယ်ဆိုတာရွာကလူတွေနေခြင်းနဲ့လူတွေသွားလို့ရအောင်ကြဲကြဲပြက်ပြက်နေကြရအောင်ဘောကွာသောသောကမင်းပြောတော့လို့လဲရွာကပြောင်းစရာမလိုဘူးရွာကိုထားခဲ့ကြရလည်းမလိုဘူးတကြီးကထို့တော့ပြောပြတော့ချက်ပေါင်းလဲကောင်းတဆက်ဆက်ငင်းကပြန်ထိုင်လိုက်တော့တယ် ။ဒါနဲ့တကြီးဘာဒီဖို့ဒီနေရာကရောပြေပြေပြီလားဗျ။ပြေပြေပြီကွာ။နေရာကတော့တို့ရတောင်ပြားကတို့ကလေးကိုရှင်းပြီးရွာတီရမှာ။တကြီးထို့တို့ပြောလိုက်တော့စကားကြောင်နားထောင်နေကြသောရွာသူရွာသားများပေါင်းပါဇက်အဟောင်းသားဖြစ်သွားကြလေတော့တယ်။မှန်ပြီတဲ့။တကြီးဥမရာတို့ဤတောင်ပြားပိုင်းကတို့ကလေးမှာအင်မတန်ကြမ်းတီဟုရွာသူရွာသားများကရိုးဆွဲနေကြသောကြောင့်ပင် အမှန်တွေလဲ ိုတော်အုပ်ကလေးကတဝက်နဲ့နဲမှုတွေနဲ့ပြင်းနေလို့နေတယ်။တချို့ကလည်းရကြီးတဲ့အူပြောတယ်။တချို့ကလည်းဟုံးစုံမြေဦးဆိုကြပြန်တယ်။ကိုတော်အုပ်ကလေးတဲ့သူရောက်သွားပါကလွန်စွာတတိထားနေရန်လိုအပ်ပေတယ်။သို့မဟုတ်ပါက အဝင်လန်းတလန်းသာရှိပြီးအထွက်လန်းပြောက်ရပါလိမ့်မယ်။ယခုရွာသူရွာသားများထိတ်လန့်နေဒီမှာလေကိုတော်အုပ်မှာလူသေးတက်ချင်းဂျမားရန်ကဆုံးမြတောက်စားတက်ချင်းစသဖြင့်ဘဝနယ်လုံးပြည့်စံမြောက်ကို ကိုတွေ့ရင်ဘူးကြုံဘူးသောကြောင့်လည်းဖြစ်လေတယ်။တရားနဲ့တရားဆိုပါကထိုတော်အုပ်ထဲသို့ရှင်ရှားမြင်ရုံမသွားရဲကြချီ။နောက်ကောင်ပြဖို့ဆိုဝေးထိုကြောင့်လည်း၎င်းတော်အုပ်မှာကြောက်စရာအပေါင်းကိုပြပူဆောင်းထားတယ်လီ။တကြီးရဲ့တခြားနေရာရွှေ့လိုက်ပါလား။အဲ့တော့ကအင်မတန်နေကြီးတဲ့မဟုတ်လား။ဟုတ်တယ်တကြီး။တော့ကတော့အဲ့ဒီတော်ထဲမှာအပင်ကြီးအပင်ငယ်တွေခုံထွေးရမှာစိတ်မတန်ဘူးဗျာ။ မှန်ပဲပြောအပင်တွေဆိုတာနာနာဘဝတွေခုံးနေတတ်တယ်တကြီးอ่ะဒီလိုစသဖြင့်ဘာသူရွာသားများကတယောက်တစ်မျိုးစီကန့်ကွက်ကြလေတယ်ဟိုကတကြီးလဲကောင်းကိုလေးလေးပဲပဲခိုင်ရဲလိုက်ရင်မျိုးပိုင်မင်းစီကအမင်းကြလာပြီဆိုတော့သူ့လဲဘာမှမတတ်နိုင်ဘူးမနှက်ပြတ်မနှက်တိန်တယောက်ကြတော့ရှင်းဖို့လိုက်ခဲ့ပါလိုက်တဲ့အင်ကတော့နန်လဲရိုက်ခံရမယ်တုတ်ထိတ်တုံးကလည်းအသက်ဆောင်နေလိမ့်မယ်ဟုတ်ပြီလားကဲပြန်ကြတော့ ။တကြီးဥမရလည်းအဆုံးသတ်မှာတော့သူ့ဤတကြီးအာနာကိုအသုံးချကယနေ့အစည်းအဝေးလေးကိုဒီကုန်းချုံလိုက်ပါတော့တယ်။ဘာသူကြွားသားများကတော့ပွားစီပွားစီလုံးရင်း၎င်းတို့ဤလုပ်ငန်းခွင် နေများတို့အသေးသေးပြန်သွားကြပါလိမ့်တော့တယ်။မနေ့လည်းရောက်တော့တကြီးလည်းကာလာသားအချို့ကို အုံဘောငပြောပွဲပြင်ဆင်တယ်။တောရှိရန်အသိရောက်နေတော့ရွာသားများကလည်းဓာပေါက်များအစုံလေးပြေတကြီးဥမရမှာတော့ သူ့ဤနှလုံးပြူးတနတ်ကြီးကိုလွယ်က၎င်းနဲ့ကြီးတဲ့ကျန်းတဲ့ဆိုတော့တောအုပ်ထဲသို့ချစ်တက်လာခဲ့ပါတော့တယ်။တောဆက်ရောက်တော့ကြီးလဲအုံပွဲငပြောပွဲများပေါ်တွင် အမွေးတိုင်းဖြောင်းတိုင်းများထုံးကတောပိုင်တောင်ပိုင်များကိုပူးစွပူးစော တောင်းမဲ့ပါတယ်။ဤတော်ဤတောင်ကိုတောင်းမကြည့်ရှုနေတော့တောပိုင်တောင်ပိုင်များကြီးကိုကျုပ်တကြီးဖြစ်သူဥမရာမှာဒိုသေးစွာဥတိုက်တောင်းမှန်အပ်ပါတယ်။ ကျိုးလိုလှုပ်ဆောင်ရမည်တာဝန်အလင်းလင်းကိုအစင်းမင်းချောမွေအောင်တောင်းမှကြီးရှုတော်မူပါတောပိုင်ဘဘိုးကြီးများတောင်းပိုင်ဘဘိုးကြီးများခမရထို့သောလူအသည့်များကိုပြုလုပ်ပြီးတဲ့နောက်မှာတော့ဘာသူရွာသားများအပါအဝင်အကြီးဥမရာကိုတိုင်းသုံးရပိတ်ပေါင်းများကို စတင် ရှင်းလင်းခုထွင်းပါတော့တယ်သူစွမ်းသာပင်မြည်သည့်အနောက်ချက်များကြုံတွေ့ရပဲတနေ့တာကိုအစင်းမင်းချောမွေစွာပုံဆောင်ခဲ့လိုက်ကြပါတော့တယ်ကဲ ညနေလဲစောင်းပြီဆိုတော့မင်းတို့လည်းနားကြတော့ဟုတ်ကဲ့တကြီးပို့လူကိုရောဆုံးသလားဒေချာပြန်စေးကြဟေးဆုံးပါရဲ့တကြီးအေးအေးတော်ရမမျက်စိလဲလို့နေရင်အနေရမကင်းဘူးအိုင်းသွားကြစို့ဤတို့ဖြစ်တကြီးတို့အဖွဲ့တွေအေးဆေးစွာပင်၎င်းတို့ဤရွာကိုတင်ရောက်ခဲ့ကြတယ်လေတော်ရှိပြီပြန်လာကြသူများအန်ဒီရဲ့တစုံတစ်ခုမကြုံခဲ့ရတော့ကြောင် ဂျွာနိုင်ကြံရဲခဲ့တော်သူများကအော်ဝမ်းသာကြားရပြန်တယ်။အမှန်တော့ဘယ်အရာနိုင်မဆိုစီးဆိုတာရှိတယ်မဟုတ်လား။နောက်တနေ့တွင်လည်းတော်ရှင်းသည့်အဖွဲများသူနီးတူပင်မြည်သည့်အနောက်ချက်များမတွေ့တော့သို့တော်တတိယမြောင်နေ့တွင်တော့ကြည်ကြီးဒါပါအောင်ဗျ။ရသားတယောက်ဤအော်တန်ကြောင့်ကြည်ဥယမာနဲ့အတူရသားအချို့ကအတန်အာစီကိုပြေးလာကြလိမ့်တယ်။ဖေးကောင်တွေ မတို့အတာမဟုတ်လားဟုတ်တယ်တကြီးဘာဖြစ်နေလဲမသိဘူးလာလာလာမင်းသွားကြည့်ရအောင်တကြီးတို့ရောက်တော့ဘွားတို့မှာကြောင်းသားရက်ရင်ဇုံတစ်ခုကိုကြည့်နေလေတယ်သူကြည့်နေတော့အရာမှာလေဒီငုံတော့လေတဆူဟာလေဒီပြက်လေးတဆူပါလားဟုတ်တယ်တကြီးရဲ့ဒါဆိုရွာသူရွာသားတွေနဲ့ထိုက်လို့တွေးရတာထိုက်လို့ဖူးရတာဟေ့မထင်မပဲ၎င်းတို့တော်ရှင်ရင် တွေ့လာသောဇေဒီပြက်လေးကိုဝိုင်းဝန်းဖူးမြော်ကြလေတွေ။အောင်မလေးဗျာ။ကိုစီမပေးခုံးနီကြောင်းလန့်တကြောင်းအော်ဝေးလိုက်သောအတန်ကြောင့်တကြီးတို့လည်းခုံးနီရှေ့အကိုပြေးကြရပြန်တယ်။ခုံးနီမဖြစ်တာလေ။ဟိုဟိုဟိုမတကြီးခုံးနီလက်ညှိုးထိုးပြရအောင်တကြီးလည်းကြီးလိုက်တော့ကျောက်သားဖြင့်ထူးလှုပ်ထားသောဘီလူရုပ်ကြီးကိုတွေးလိုက်ရလေတယ်။ဘီလူရုပ်ထုကြီးမှာလက်ရောက်များလုံးလှသည်မို့ လုံစွာအတတ်ဝင်လို့နေတယ်။ထုံတွဲရင်ကြီးများတွေတက်နေသည့်တိုင်းတန်လျက်ထမ်းထားသောသူ့ရုပ်ထုတ်ကြီးမှာတကယ်ဘူးလူကြီးတပွဲကြောက်စရာကောင်းလွန်းလာတယ်။မျိုးလုံးနှလုံးမှာလည်းကြောက်ညီရောင်များကိုနှိမ့်မြုပ်ထူးလုပ်ထားသေးတယ်။ဟာရုပ်ထုတ်ကြီးပါကွာမင်းကလေအော်လိုက်တာလွန်ရောမတည်ဘူးလေဗျာသူ့ကျုပ်လဲရုပ်ရက်ကြီးတွေ့လိုက်ရတော့ပုံနီမှာတော့အကြောက်ကမပြေခြင်းသေးကဲကဲကဲ တို့ရဒီနေ့တော့ဒီစေတီဝင်းကျင်လေးကိုတန်ရှိရေးအရင်လုံးကြတာပေါ့ဖျားရိတ်တရားရိတ်ကအင်မတန်အေးချမ်းနေရေကွာဟုတ်ကဲ့တကြီးအေးတော့ပြီးဟိုဒီကဘီလူရုံထုကြီးကိုလေတရှာတုတ်သိန်းရှင်းလင်းပြီးအမွေးနဲ့နာတွေနဲ့ပူဇော်လိုက်ပါကွာငါထင်အေကနာဒီစေတီလေးကိုစောင်းရှောက်နေတဲ့ဘီလူကြီးထင်တယ်ဟေ့ ကြီးကထိုးထိုးပြောလိုက်တော့ရွာသားများနဲ့ဇေဒီဝင်းကျင်ကဖေးပေါင်းများကိုရှင်းလင်းခုံတွင်းကြတယ်။ထို့တပံဘီလူယုတ်ထူးကြီးလည်းတေချာရှင်းလင်းလိုက်ကြတော့ဇေဒီပြက်လင်းနေတကွာဘီလူယုတ်ကြီးမှရုံလုံးပေါ်လာလေတော့တယ်။ထိုအခါမှာဘီလူယုတ်ကြီးမှတကယ်ဘီလူအစ်စ်ကြီးရက်နေတလားဟုကိုလိုပင်ကြည်ကောင်းလို့နေတယ်။ဒီနေ့လေပုံသွားပြန်ပြီမို့ကြီးတို့လည်း၎င်းတို့ရွာတို့အိမ်ပြန်ခရီးနေလာခဲ့ကြလေတယ်။ ထိုတော့အုပ်ထေးထဲမှာ၄ဒီပြလေးတစုပေါ်လာသည်ဆိုတော့တင်းလေးမှလည်းဥမရာတို့ရွာတာမကအနီးပါရွာများသို့တိုင်းတခဏချင်းပြည့်နှံ့သွားလိပါတော့တယ်။နောက်တနေ့တွင်လည်းသူစေတီလေးဝင်းကျင်တွင်တန်ရှင်းလုံရင်မှအောင်မလေးမြက်စွာဖျားဘီလူယုံနာတွင်တန်ရှင်းလုံနေတော့ဖိုးတော့ကထောက်အောင်ပြန်တော့တယ်။ဟေးကောင်ဖိုးတော့အဖေ့ပြန်လာလေ။ တကြီးဘီဘီလူယုတ်ကြီးကမျက်တောင်ခတ်ပြတယ်ဗျပို့တော်ကြီးစကားကြောင့်ကြောက်ရသူများကအေကနဲ့ဟကနဲ့ဖြစ်ကုန်ကြတော့တယ်တကြီးလည်းဘီလူယုတ်ကြီးကိုတိတ်ရှာကြည့်လိုက်တော့ပကတိငြိမ်သက်လျက်တာဒီကောင်စောစောစီစီတောက်ထားပြန်ပြီထင်တယ်ယုတ်ကြီးကဘလို့မျက်တောင်ခတ်မှာတုံးဟာကဲကဲကဲကိုလို့ကိုပြန်လှုပ်ချေကြတော့တကြီးထိုးထိုးပြောတော့ချီတည်တယ် ဘီလူးရုပ်ကြီးကိုကြည့်နေတော့တာလာကပါဟာမျက်တော့ခတ်တယ်ဟေးဟေးတကြီးတို့လေဟိုဘီလူးရုပ်ကြီးကိုကြည့်လိုက်တော့အမှန်ပင်ဘီလူးရုပ်ကြီးမှာမျက်တော့ပုတ်ခတ်ပုတ်ခတ်လုံးပြနေသည်ကိုအာအသင်းပွဲတွေ့လိုက်ရလိတော်တယ်ကျော်သားဖြစ်ထူးစစ်ထားတော့ဟိုဘီလူးရုပ်ကြီးမျက်တော့ခတ်ပြသည်လောက်သူစံတော်ဖြင်းအပင်မှာရှိပါလိမ့်မည်နီကဲဒီစည်ဒီပြက်လေးကအတော်တကူကြီးတဲ့ဟေးအဲ့ဒီတော့မင်းတို့တွေလည်း ဒီနီးပဝင်ကြီးမှာမသိန်းတော်တာတွေမလုံးကြနဲ့ဟုတ်ပြီလားအပေါ်ပါးတွေလည်းမစင်ချင်းမစွန်ချဲနဲ့ဟုတ်ကဲ့ပါတကြီးထို့တို့တော့ပြည့်မှန်ကြောင်းတကြီးသားမကဘာသူရွာသားများကပင်ကိုစီတီလေးနဲ့ဘီလူကြီးရုပ်ပေါ်ညို့တက်ဝင်လာကြတော့တယ်သို့တဖန်ဘီလူရုပ်ကြီးမျက်တောင်ခတ်တည်ဟူသောတတင်းကလည်းစားတစားကြီးထွားလာခဲ့ရပြန်တော့တယ်တကြီးဥမရာတို့ဒေဒီပြက်လေးနဲ့ဘီလူရုပ်တို့ကြီးကို မုံမန်းနေကြသည့်အကြောင်းကိုတစ်ဖက်ရွာမှာတိုက်စရာဥဖုံးမောင်ကတယောက်စကားတယောက်နာပြီးကြားလိုက်ရပါတော့တယ်။တိုက်စရာဥဖုံးမောင်ကအသက်50ဝန်းကျင်ခန့်ရှိပြီးဝိုင်းရင်တိုက်စရာတဦးလည်းဖြစ်နေတယ်။ထို့ကြောင့်ဥဖုံးမောင်လည်းသူ့ဤတပည့်များဖြစ်သူဂါမင်းင်းနဲ့ညိုကြီးကိုခေါ်ကကဲဇာမင်းင်းနဲ့ညိုကြီးရဲ့အားတို့လောတခုရထားတယ်။အမများလေဆရာကြီးရဲ့ဟိုဘက်ရွာကတောအုပ်ထဲမှာ ဖျားဘက်တိုက်တစ်ခုရှိတယ်။အဲ့မှာတိုက်တူးဖို့မင်းတို့နေအောင်ရဲ့အကူကြီးငါလို့တဲ့။သိကြပါဆရာကြီး။ကူညီဖို့အသင့်ပါပဲ။ဆရာကြီးရဲ့ကျေးဇူးတွေကတို့တို့ဘောမှာဆက်လို့မပေါအောင်များနေပါတယ်ဆရာကြီး။အေးကြိုက်တယ်။အဲ့အကြောင်းလဲငါမင်းတို့ကိုခေါ်တာ။အပါတဲ့ဖွဲတိုင်းမင်းတို့ပါရလိမ့်မယ်။နောက်ွယ်ညမှာလုံငန်းစားကြမယ်။တခုတတိထားရမှာကဒီတစ်ခါတိုက်ကဖြဖျားတွေတီထားတယ်။ဒီဒီဆိုတော့ မင်းတို့တတိထားရမယ်ပြင်စရာရှိတာပြင်ထားကြဟုတ်စရာကြီးဒီတော့ဖြစ်ပြီးအချင်းကရွရွရွကုံသွားတော့တောက်ွယ်နေရောက်ဖို့ရာတရက်တာလို့တော့အချင်းတို့ရောက်ခဲ့ကြတယ်ဖုံးမောင်နဲ့တပန်းနဲ့ရောက်လေအကြီးဥမယာကြီးရွာမှာအတိတယောက်အိမ်တို့အကြံရှိသူပြပြီးတရက်တာလာရောက်တဲခုကြတယ်အကြီးတို့မှာတော့၎င်းတို့ဤတောင်းဝင်ရတနေ့တနေ့ကြောတဲ့၌တာအချင်းကုန်းနေကြတယ် ။သူစားစွာပင်ကိုလားွယ်နေမတိုင်ခင်တည့်ရက်မှာဗီလူရုပ်ထုကြီးမျက်လုံးမှာသွေးမျက်ရည်များစီးကြနေတယ်ကိုတကြီးတို့အားလုံးတွေးလိုက်ရတော့တယ်။ခုနေ့ကတိုက်တိုက်ဆန်ဆန်ပင်ရောင်းဦးเจ้าမှာဆရာတော်လဲပါလာတည်မှုဗီလူမျက်လုံးကသွေးမျက်ရည်တွေကြားနေတယ်ဆိုတာမကောင်းတဲ့နာနေပဲပဲတကားကြီးတို့ပုံကြီးအထင်ဒီနေရာလေးမှာတခုခုဖြုံးမဲ့တယ်တဲ့ဆရာတော်ထိုးထိုးပြောလိုက်တော့ရွာသားများလည်း ထိမ့်လန့်သွားကြတော့တယ်။မဖြစ်မိမသိတော့သူတို့အန်ဒီယန်များကြောက်ရောက်တော့မိအထင်းနဲ့ကြောက်လန့်နေကြခြင်းလေဖြစ်ကောင်းဖြစ်လိမ့်မယ်။ထို့ကြောင့်လည်းတနေကုန်သည့်အတိုင်းသူတို့အားလုံးအားလုံးများမမေရရမလုံးနိုင်ပဲလက်မှန်ကြားနေတော့တယ်။ဆရာတော်ကြီးလည်းဒေဒီပတ်လည်တွင် မြင့်တသုတ်တော်များကျွတ်ဖက်ပေးရင်ရွာကလေးနဲ့တကွာရွာသူရွာသားများအေးမသိရံမင်းစီရန်သူတောင်းပေးလို့နေပါတော့တယ်။တကြီးတို့ကြွားပြန်ရောက်တော့ အိမ်သူများများကိုထိုးချောင်းပြန်ပြောပြတော်လေအလားတူဆိုရင်ထိလန့်ကုန်ကြတယ်မိလုံးသူရှင်းနေတဲ့ဇေဒီကိုစောင်းတဲ့ဘီလူရုပ်ကသွေမြေးရီတွေကြာနေတယ်ဟာဖတ်တော်ကျုံမပြောဘူးလားအဲ့ဒါအဲ့တောင်ကသွားပတ်သက်လို့ကောင်းတာမဟုတ်ဘူးလို့အတော်လေတကြီးမိတ်ကိုမလုံဆန်နိုင်လို့ပါဟာဆရာတော်ကြီးကတော့တကူးကိုမကောင်းတာဖြစ်တယ်မယ်လို့ပြောတယ်ဟာ ဖျားဖျားတော်သေးလို့ကတော့ကျုပ်ဒီကလေးနှစ်ယောက်နဲ့မုံစုံမဖြည့်ကြံရေးခဲတော့မှာပဲဖမသွားပါနဲ့လားရှင်ဟင်းငါလဲစဉ်းစားအောင်မဟာအခုငါတို့လုံနေတာကအခုတုံးမှမဟုတ်တာသူတော်ကောင်းကိုနှကောင်းမပါတယ်ဟာအစားရှိတဲ့ပြေမကြုံလာသေးတော့အဖြစ်ဆိုးကိုအလုံးထက်တူထမြဆိုရင်ထိမ့်လန့်နေကြတယ်အကြီးကိုယ်တိုင်လည်းဆရာတော်ဤစကားကြောင့်တိတ်ထဲတင်မတိမကျက်ဖြစ်က ညပင်အိမ်မက်ပြောင်းနိုင်ခဲ့တဖက်တွင်လည်းတိုက်စီရဦးမဖိုးမောင်တို့အဖွဲ့ကတော့၎င်းတို့၏အကြံစီကိုအကောင့်တဲ့ဖော်ရန်အတွက်အသိအနေထားသို့ရောက်လို့နေပါတော့တယ်။လာခွေညာတို့ရောက်ခဲ့ပြီ။ထို့သောသောဒါပြိလာခွေညာများသည့်ကမကောင်းဆိုးဝါးမိစ္ဆာတို့၏တကူကြီးထွားသော အခါတရလည်းဖြစ်လေတယ်။လာခွေညာဖြစ်သည်မို့ကိုဝင်းကျင်ကအမောင်တို့ကကြီးစိုးမင်းမှုနေလေတယ်။ထို့အချိန်မှာပင်ဥမအရာတို့၏ဘာတော်မဲဖက်ပြားက တို့စီတို့ဥဒီလေရဲ့လျှောက်လာတော့လူသုံးယောက်က၎င်းတို့ကိုပိုင်းဆောင်လာတော့မိတော့ငယ်လေးမှလင်းရောင်ကြောင့်ပိုလူသုံးယောက်မှဥပိုးမောင်တို့ဆရာတပည့်တွေဖြစ်ကြောင်းသာမှာကသူတို့ဤမျက်နာထက်မှလောဘသောအရေးရောက်များကိုပါထင်ထင်ရှားရှားမြင်နေရလေသည်အမှန်ပင်သူတို့သုံးယောက်မှအကျံစီအတိုင်းတိုးထဲမှဒီဒီပြက်လေးစီတို့ဓာနေကြခြင်းဖြစ်လေသည်တောင်းလောက်ကြမှာတော့အဲ့ဆရာဥပိုးမောင်တို့သုံးယောက်သူစည်ဒီပြက်လေးဤ ပြန်ဝန်အတွင်းသို့တိုက်တိုက်မြိုင်မြိုင်ရောက်လာလေတော့တယ်။အချိန်ကညဆယ်နာရီပြီကျော်လို့နေကြပြီ။ဥဖိုးမောင်လည်းကောင်းဝင်ကိုကြည့်ကအကူပဲဒီလိုပြောရင်အသိဉာဏ်လာတော့ကျိုးပြေရေတောင့်တန်စီချလိုက်တယ်။ပြီးတော့ဗတော်ပွဲတစ်ခုကိုပေးကပုံဒီပေါ်တွင်ဖျောင်းနိုင်တဲ့တိုင်ကိုထုံးလိုက်လေတော့တယ်။ကိုဖျောင်းနိုင်ဤမင်းလေးအောင်ကြောင့်ဒေဒီဝန်းကျင်လေးတွင်အတော်ပင်လေးထိန်သွားလေတယ်။ ကဲတပည့်ကြီးတို့မင်းတို့ကအရင်တည်းကငါနဲ့လိုက်ဖူးသူတွေမျိုးဖြူဖြူထူးထူးတော့မှားစီရမရှိဘူးအစုံတစ်ခုဖြစ်လာရင်လေဖမပြက်အလုံးဆက်လို့ကြငါတရားလုံးရှိတယ်ဟုတ်ပြီလားအရေးကြီးတာကစီမဖောက်ဖို့ပဲနောက်တစ်ခုကဒီတိုက်ကအရင်တိုက်တွေလို့ဥစ္စာဆောင်တွေတစီဆောင်တွေမဟုတ်ဘူးကွာဘီလူးဆောင်တာအဲ့ဒီတော့မင်းတို့တွေတတိကြီးကြီးထားမှတော်ကြကြမယ်ဟုတ်ပြီလားထိတ်ရှားပါဆရာကြီး ဒါမင်းနီနဲ့ညိုကြီးလည်းထိုတို့သာကတိပေးလိုက်တယ်။သူတို့၏မျက်နှာတွင်တော့ချွေးသည်ချွေးပေါက်များကတွဲလဲခေါ်လို့နေကြပြီ။ကြောင်းလန့်တတ်သောခံစားချက်ရှိသည့်ဥတုရှင်လူသားများပင်မဟုတ်ပါလား။သူတို့လည်းပေါပြားတယောက်တစ်လက်စီကိုင်းထားရင်ဥဖုံးပေါင်ဤမိန်ပေမိအချင်းကိုအတင်းဆောင်နေကြလေတယ်။တောင်းလောက်ကြတော့ဥဖုံးပေါင်လည်းတူးတော့မိန်ပေးလိုက်သည်နိညိုကြီးတို့နှစ်ယောက်လည်းစတင်တူးဆွားကြလေတယ်။တိုက်စရာဥဖုံးပေါင်မှာတော့ ကတော်ပွဲအနည်းတွင်တင်မလင်ငွေထိုင်ရင်ကာရာတဘုတ်ကိုအနကရိုင်းကြကြပြုတ်ဖက်နေတဲ့။ဥဖုံးအောင်ကာရာဆရွတ်လိုက်သည့်နေ့ဒီပိုင်းနေတဲ့လေမြားကလည်းတောနေတိုက်ခိုက်လာပါတော့တယ်။သူ့တိုင်အောင်ဥဖုံးမောင်ထုံညိထားတော့ဖြောင်းနိုင်ပြီမှာငိမ့်မသွားပြီ။လေပြင်းများတိုက်နေတော့လေသာမင်းနဲ့ညူကြီးမှတော့ဒေါ်ချင်းများတတောက်တောက်ကြားလာတည်တော့တယ်။ညာစိန်နိုင်တည်တည်အချိန်ရောက်မှတော့ငွေကြီးမှအလင်းရောက်များ ဖြာထွက်လာကရွှေဩကြီးတလုံးပေါ်လာနေပါတော့တယ်။ဟာဆရာကြီးပေါ်ပေါ်လာပြီဗျ။စတုထာစတုထာဘုဖုံးမောင်လည်းထိုးထိုးပြောရင်နှောက်ခမ်းလုံးုံမြဘာသာမျိုးကိုတရက်ဆရုပ်ဖတ်နေလေတယ်။တခဏကြာမှာတော့စောစောကအလင်းအောင်များမှာအပြေးပြင်းဖိန်သွားပြီ။အုံဒီပေါ်၌ထွန်းသားသောဖြောင်းနိုင်မှလည်းငုတ်ခွနဲ့ငိမ့်သွားလေတော့တယ်။သိပင်ကြီးများကလည်းဘင်းညာရင်းထိုးလာက ခေါင်းဆိုးဝါးကောင်းကြီးများကနေတည်နေချက်ချင်းဆိုသူလိုပင်တောင်မဖွဲကောင်းလောက်အောင်ဤတန်ကြီးတစ်ခုမှာတောပတ်ဝင်းကျင်တစ်ခုလုံးကိုဖုံးလန်းသွားလေတယ်ညိုကြီးလည်းပေါပြားကင်ထားသောလက်များအဆက်ဆက်တုံးလာရင်ကဆရာကြီးဆရာကြီးတိုက်စီယာဥဖုံးမော်လေမျက်နှာပြည့်ယုံလျက်ဒီများကလည်းတဆဆပြင်းထန်လာက၎င်းတို့၏၄000စီအပြင်ဘက်သို့လူရိတ်တက်တန်ဆရာကြီးတစ်ခုဟူမှာပုတ်ပြေးလွားနေသည်ကို ညိုကြီးနဲ့ဇာမင်းကြီးတွေးလိုက်ရတယ်။ဟေးဘယ်သူလဲ။တိုက်စီအောင်ငမိုက်သားတွေအသိဆုံးနဲ့တေးရမယ်။တေးရမယ်။ဘူတန်ကြီးကိုကြားလိုက်ရတော့သူတို့၃ယောက်လုံးပေါင်းဝဲများထောင်တက်သွားလိတော့တယ်။ဦးဖိုးမောင်လည်းဟမ်မပြက်ကားတာကိုယူရင်စီးပြင်တရားမှမထွက်နဲ့လို့ပြောလိုက်တယ်။ညိုကြီးမှတော့ကြောင်လန့်တဖြစ်လူကလည်းမူးလဲကျင်နေပြီ။ဆိုစဉ်တီဝိုင်းပြင်မမမမဲတရန်ကြီးကညိုကြီးနာ အချိန်တို့ပြေကက်လာလေတော့တယ်အနီးနားရောက်မှာညိုကြီးလဲအာအာဘီလိုကြီးဒီလိုဆိုကလက်ထဲကပေါက်ပြားကိုပြေးချပြီးစီးပြင်ဘက်ကိုတချိန်တို့ပြေးလေတော့တယ်ဆက်ဆရာကြီးစီးပေါက်သွားပြီသာမဏေကကြောင်းလန့်နေကြအော်ရင်ပြေးလိုက်တော့တယ်ဘီလိုကြီးမှာတော့နီးရဲသောမျက်လုံးဆုံဖြင့်တန်လျေကြီးကိုဝင်းကဝင်းကတဟာရီမောနေလေတော့တယ် ပြီးမှစီးပင်ရောင်းနေသောညိုကြီးကို၎င်း၏တန်လျင်ကြီးဖြင့်တိကင်နှင့်ပိုင်းခြားပြလိုက်ပါတော့တယ်။အာညိုကြီး၏ကျောင်းဝက်ဖွယ်အော်တန်ကြီးကဘဝင်းကြီး၏ကျိတ်ဆိတ်ခြင်းကိုထိုးခွင်းလို့သွားတော့တယ်။ဦးဖိုးမောင်လည်းချိန်နေမကောင်းတော့သည်မို့နေရာမထကအရန်တားစီးများဖို့လုံးမိကြတော့လေရောက်ကြသွားချိန်ပြီ။ဒါမင်းနှင့်ဦးဖိုးမောင်လည်းကျောင်းဘီလူကြီးရဲ့တန်လျဲစာမိသွားကနေရာပင်အတုံယုံလဲကြတာငိမ့်တက်သွားကြလီတော့တယ်။ တိုက်ဆရာလောဘသာဥဖိုးမောင်တို့ကြီးဆရာတပတ်ဇသိန်းကန်းကမယူမလနဲ့အဆုံးသက်သွားရပါတော့တယ်စောစောကဒီဘီလူကြီးမှတော့၎င်း၏မူလနေရာသို့ပြောင်းရောက်သွားကပကတိကြောက်ရွံ့သဖွယ်ငိန်တက်သွားပါလိတော့တယ်နောက်တဲ့နေ့ဒကြီးဥမရတို့အဖွဲ့တော်ခိုးဖို့ရောက်လာချိန်မှာတော့ဒေဒီချင်းဤမြေကြီးပေါ်တွင်အသက်ပြောင်းနေသောဥဖိုးမောင်တို့ဆရာတပည့်တွေကိုတွေ့လိုက်ကြတော့တယ်ဟာ ။ဘယ်သူတွေတောက်တာလဲမသိဘူး။ဟုတ်တယ်တကြီး။ဒီမှာအုံးပွဲငပြောပွဲတွေရောပေါပြားတွေရောပဲ။ဟိုဟာရောဦးဖုံးเจ้าဆရာတော်လေ။ကောင်းကိုတွေ့တွင်ရန်ရင်။လောဘသားတွေဒီကုန်းဆုံးတကမချူးမလပါလား။တပ်ပိတတာသမတကပါဇက်မထိုးထိုးပြောရင်မိတ္တတော့ကူတာကျုပ်ဘတ်တရဇာနီလိုက်တယ်။တကြီးဒီမှာလာကြည့်ပါဦးဗျ။ ာလထိုးတို့လှမ်းအတံပြုတော့တကြီးတို့လည်းအပြေးသွားလိုက်ကြတယ်သူစန်းစွာဖြင့်ဘီလူကြီးထန်ထားသောတန်လေကြီးမှာသွေးစိမ်းများချစ်ချင်းနေအောင်သွန်းနေဒီကိုထိလန့်ဖွယ်တွေးလိုက်ရတော့တယ်ပြင်းအောင်မှာ တော့တကြီးတို့အဖွဲလေတိုက်ဆရာဥဖိုးမောင်တို့ဤအလောင်းမြောက်ကိုထိုးတော်တွဲတနေရမှာပဲကြက်ကြနာနာမြေမြုပ်တကြိုလိုက်ပါတော့တယ်ဒီဒီပြက်လေးနဲ့ကြောက်ဝီလူရုပ်ထုတ်ကြီးမှာတော့ငိမ့်တက်လို့လူလေးဟင်ဘယ်သူလဲ 其中的有一颗蛋饺，这是我妈家的，奶奶也马塔家半年前我外外寄手来的。外表新呢，的，破豆糊糊堆来亚里的，可破几嘛，这边写几个，加哪啥，重年差别。但每次的尝过，挺甜的的，某、啊、些精髓没加的，这里阿弄的么，白菜拿多片，小的些的，这是我妈家的，可破几个，里面竟只有没的么。 ။လောက်ကလေးချီကပြောပါပါ။တော့ထဲကဇေဒီလေးကိုပြုတ်ပြင်ပန်းမိုးပေးပါ။အမီးတို့။ပေါင်းချိုချမ်းသာအဝဝကိုခံစားရပါမယ်။ဟုတ်ကဲ့ပါပါ။အကြီးထိုးတို့ပြောလိုက်တော့ပိုဘိုးလေပေါင်းတဆက်သက်ငိမ့်ကအဖကြားရတာဝမ်းသာတယ်ကွယ်။အမီးတို့ကြကြမ်းမမနဲ့တိုက်ရှိရှိနေနိုင်ပါစေ။အဘလည်းတော့အောင်မယ် ီလိုဆိုကတကြီးဥမယာကြီးအရှိမမျက်စိတမဲအတွင်တောက်ခွေသွားလေတယ်တကြီးလည်းထိုးသူတော်စင်ကြီး အမိနမိကိုပင်မတိလိုက်ရသည်မို့နှုံးမတထရက်အုပ်ကိုရင်တန်းနိုးလာလေတော့တယ်အာအိမ်မက်မက်နေတာပါလားတကြီးဥမယာလည်းထိုးသူတော်စင်ကြီးအကြောင်းစင်းစားကမနဲ့မိုးစစ်စင်လင်းခဲ့တော့တယ်ထိုးတဖန်သူ့စိတ်ထဲတွင်လည်းထိုးစည်ဒီပြက်လေးကို အပိတက်ပြုတ်ပြင်မုံမက်မီဆိုတော့စိတ်ကလည်း ထိုင်မြဲစွာကိန်းအောင်သွားလေတော့တယ်နောက်တနေ့မှာတော့ဒကြီးလဲရွာသူရွာသားများနဲ့တိုင်ပင်ကစိုးစီတီပြက်လေးကိုငုံပြီး900ပြည်ဈေးတီကြီးအဖြစ်တီထားလိုက်တယ်စိုးစီတီကြီးတီလိုက်တဲ့အချိန်မှစကားဒကြီးဥမရတော်ရဲ့ရွာကလေးတီလဲရခင်ခါထက်ပင်အစာများစွာဈေးပင်ဝါဖြိုးတာယာလာခဲ့တယ်ဒကြီးကိုယ်တိုင်လဲမြို့မမင်းထံမှာဂုံတူဆောင်စုတိုင်လေးများစွာရကဂုံတရေအရှိဆုံး တကြီးအဖြစ်လည်းရွာသူရွာသားများ၏ခေခင်လေးစားရသောတကြီးတရားအဖြစ်မိသားစုနှင့်အေးချမ်းစွာနေထိုင်သွားနိုင်လေတော့တယ်။ဗီရူးဆောင်းတဲ့ဇေဒီဆိုတဲ့ဇလန်းလေးကတော့ဒီမာရင်ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ခင်ဗျာ။နားဆင်သူပရိသတ်များကိုစိတ်နှပြရွှေလန်းချမ်းမြေ့ကြပါစေခင်ဗျာ။